မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်မှာမီနီအိုးဝေကိုငှားရမ်းစီနေမိရွှေမောင်းကိုဓာတ်နဲ့ထိုးကလူရဲမှုကျွန်းလွတ်သူနှုတ်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။မေ21ရက်ညနေ၄နာရီခန့်ကအမရပူရမြို့နယ်ဈေးကြိုရက်ကနေအသက်60အရွယ်ဦးကျော်လင်းမောင်းနေတဲ့မီနီအိုးဝေရင်ကိုငှားရမ်းစီနေလိုက်ပါလာသူအမျိုးသားနှုတ်ကရန်ကုန်မန္တလေးအမြင်လမ်းမကြီးမိုက်တိုင်အမှတ်364မိုင်ခွနက်ဖားလုံးမှာ UD Amara Garden City အနီးအရောက် ရင်မောင်းဥကျော်လင်းကိုဓာတ်နဲ့ထိုးပြီးမီနီအိုးဝေရင်ကိုလူရက်ယူဆောင်သွားခဲ့ပြီးရင်မောင်းဥကျော်လင်းဟာလေပင်ထိုးသွင်းတရားနှစ်ချက်ဥကောင်းနောက်ဆက်ထိုးသွင်းတရားတစ်ချက်ရရှိခဲ့တယ်လို့သိရပါဗျ။ ဒီလိုလူရက်ခံရတဲ့မီနီအိုးဝေရင်နဲ့အတူကျွန်းလူတွေဖြစ်တဲ့ပြည်ကြီးတကုံမြို့နယ်ဒဂေါနိုင်ရက်ကွက်နေ16နှစ်အရွယ်စိုးမင်းထွန်းခေါ်ထန်ဆိုင်နဲ့16နှစ်အရွယ်ဇုံဝင်းထွန်းတို့ကိုပြည်မှုကျွန်းလူရမှာအသုံးပြုခဲ့တဲ့အယူအသွား9လက်မခန့်စီရှိတဲ့တအူးကျော်နှစ်ချောင်းနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ပြည်မှုကျွန်းလူတို့စိုးမင်းထွန်းခေါ်ထန်ဆိုင်နဲ့ဇုံဝင်းထွန်းတို့နှုတ်ကိုဥပဒေနဲ့အညီထိရောက်စွာအေးအေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံကသိရပါဗျ။